ိပြည်ပြည်ကိုတွားကြိုးထားတဲ့အမျိုးသမီးအမျိုးပညာရှင်၃ယောက်ဒီဗီဒီယိုထဲမှာတော့အစားထိုးတာမဟုတ်ဘဲနဲ့တိုင်းပြည်ပြည်ကိုတွားကြိုးထားတဲ့အမျိုးသမီးအမျိုးပညာရှင်၃ယောက်ပဲဖြစ်ပါတယ်။နံပါတ်၃ဆယ်ယနီမုံမြင့်မင်္ဂလာဆောင်မဝါရီတွားဆွေးနဲ့တိုင်းပြည်ပြည်တွားကြိုးထားတာကတရုတ်ဆောင်မင်းသမီးဆယ်ယနီမုံမြင့်ပါ။ဆယ်ယနီမုံမြင့်ဟာဆိုရင်ဥပညာလောကမှာချစ်စရာကောင်းတဲ့တရုတ်ဆောင်မင်းသမီးလေးဖြစ်နေနာမည်ကြီးပါတယ်။သူပြင်တော့ဆယ်ရီမုံမြဟာခန္ဓာကိုယ်ရောမျက်နှာလှပကိုပါထိမ့်သိမ့်ထားတဲ့တယောက်ဆောင်မင်းသမီးလေးပါ ီကနေ့ရသက်တဲ့မှာတော့ဆန်ရီမိုးမြဟာတငငချင်းရင်းနေဖြစ်တဲ့တေယုတ်ဆောင်ကောင်းပြင်းတဲ့တဏ္ဍာမိုးရဲ့မင်္ဂလာပွဲကိုတွားခဲ့ပါနေအစောမင်္ဂလာပွဲဟာဆိုရင်ဓပုံနေမှာတော့ဆန်ရီမိုးမြဟာတွားတချောင်းဟောင်းလောင်းနဲ့ကျိုးထားတာကိုတွေ့ရတာပါလူတွေကတော့ဆန်ရီမိုးမြရဲ့တွားဘာကြောင့်ကျိုးသွားရလဲဆိုတာကိုမသိကြပါဘူးတချို့ကတော့တေယုတ်ဆောင်မင်းကြီးဆန်ရီမိုးမြဟာကောင်းပြင်းတဲ့တဏ္ဍာမိုးမင်္ဂလာပွဲမှာဝါရီဆွဲတာများလို့တွားကျိုးသွားတာလို့ဆိုပါတယ်တချို့ကလည်းကောင်းပြင်းတဲ့တဏ္ဍာမိုးမင်္ဂလာပွဲငွေပန်းချေးနေစီမှာ ဆန်နီမိုးမြင့်ကလူကောက်လို့တိုက်မိသွားပြီးတော့သွားကျွတ်သွားတယ်လို့ဆိုပါတယ်။ဘာဖြစ်ဖြစ်ပြင်ဆန်နီမိုးမြင့်ကတော့သွားကျိုးသွားတဲ့အမှုပညာရှင်လို့ဆိုရမှာပါ။နံပါတ်2သင်္ဆောင်းဝင်းကျော်နောက်ထပ်သွားကျိုးထားတဲ့အမှုပညာရှင်တယောက်ကတော့သင်္ဆောင်းဝင်းကျော်ပါ။သင်္ဆောင်းဝင်းကျော်ဟာလက်တလုံးမှာသွားရှိချောင်းချိုးထားတယ်လို့ဆိုပါတယ်။ဒါပေမဲ့သူမဟာမေယိုပြုပြင်ဖို့နဲ့သွားမိတာတွေကိုညှိဖို့ reset ထားဖို့အတွက်သွားရှစ်ချောင်းတော့ချိုးထားရလို့တင်စာဝင်းကျော်ကပြောလာတာပါ။ဒါကြောင့်လေတင်စာဝင်းကျော်ကသူမမှာသွား32ချောင်းမရှိတော့ဘူးလို့ဆိုရင် ီလိုသွားရင်မရှိတော့တာကြောင့်လေသင်္ဆောင်ဝင်ကျော်ရဲ့ပါးတွေကခြိုက်ဝင်ပြီးတော့အဖွားကြီးနဲ့ပို့တူသွားတာပါအရင်တုန်းကတော့လူပညာလောကမှာသင်္ဆောင်ဝင်ကျော်ဟာချစ်စရာကောင်းကလှပကြော့ရှင်တဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါရဲ့ဒါပေမဲ့ခုနောက်ပိုင်းမှာတော့ခင်မီတိုးတက်လာတာနဲ့တူမျက်နှာခွဲစိတ်ပြုပြင်မှုတွေကများလာပါတယ်ဒါကြောင့်လေမင်းသားမင်းသမီးတွေဟာတကူမူလားပုံစံပျောက်ဆုံးလာတာပါသူပြင်းတော့သွားရင်ချိုးမေးရိုးချိုးနှာခေါင်းရိုးချိုးနေကြတာဖြစ်ပါရင်အခုခါမှလည်းတင်စာဝင်ကြော်တယောက်အရွယ်တင်ကလှကြလို့ ။သွားရှိချောင်းကျိုးသွားတာဖြစ်ပါရင်ဒါပေမဲ့အရင်လိုမလှလို့လူပြောများနေပါသေးတယ်။နံပါတ်3ညွန့်ညွန့်သွားကျိုးသွားတဲ့လူပညာရှင်တွေမှာယွန့်ယွန့်လေးပါပါရင်တော့တရုတ်ဆောင်ယွန့်ယွန့်ကတော့လှကျင်လို့လို့သွားလေးချောင်းကိုပလိုင်ယာနဲ့ဆွဲနှုတ်ခဲ့ရချောင်းကိုပြောပါပါရင်တရုတ်ဆောင်ယွန့်ယွန့်ဆိုတာကတော့လူပညာလောကကိုကလေးပြုတ်ဆောင်ဖြစ်နေဝင်ရောက်လာခဲ့တာပါ။ကျွန်းရောဟာကလေးတင်းဆောင်ဝါနဲ့ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာတင်းဆောင်ဖြစ်ခဲ့တယ်လို့ယွန်းယွန်းဟာ လေးရဲ့နည်းမလိုက်အောင်သေဥဆောင်ကောင်းလာကြောင်းလည်းအကယ်ဒမီဆိုတဲ့အောင်ချင်းမြင့်ချင်းကိုခန့်ခဲ့ရပါတယ်နော်။ထို့ပြင်ရင်းဝင်လေးဟာကလေးသေဥဆောင်ရဲ့ချစ်စင်အားကောင်းတဲ့ပုံစံလေးမှတ်လို့လဲပရိသတ်တွေကချစ်ပေးခင်းကြတာပါ။ဒါပေမဲ့လည်းအသက်ကြီးလာပြီးလူကြီးရဲ့ရောက်လာတဲ့အချိန်မှာတော့သေဥဆောင်ရင်းဝင်ဟာငယ်တော့ကောင်းလာနာမည်ကြီးတော့ပဲအဲ့ဒါကတော့အမှန်ပါပဲနော်။ဒါကလည်းယနေ့ခေတ်မှာနာမည်ကြီးမင်းသမီးတွေကသူ့ထက်ကအပြိုင်ဆိုင်ချောလာနေတဲ့အချိန်မှာသေဥဆောင်ရင်းဝင်လေးကတော့ရုပ်ရည်ပိုင်းဆိုင်ရာမှာအနှဲငယ်အားနည်းချက်ရှိနေတာပဲဖြစ်ပါတယ်။ထို့သည်ဖြင့်တော့ရုံးရဲ့တောင်းတွေကမင်းကြီးမညာဖြစ်ခါ ရှိတ်သွားမချောင်းကြည့်ပြီးတော့ယုံသွားလို့ဖြစ်နေတာဖြစ်ပါတယ်ဒါကြောင့်လည်းခုခါပါတော့ရင်းရွှန်းဟာသွားလင်းချောင်းကိုပလာယာနဲ့ဆွဲထုတ်ခါပြုတ်ပြင်ခဲ့တယ်လို့ဆိုပါတယ်ဒီလိုသွားလင်းချောင်းကိုနှုတ်လိုက်တာကြောင့်လည်းခုချိန်မှာတော့သူမရဲ့မင်းရိုးတွေပြောင်းလဲသွားပြီးတော့တတော်လေးကိုနှောက်သွားပြီလို့တရုတ်ဆောင်ရင်းရွှန်းကပြောခဲ့ပါတယ်သွားတွေကိုပလာယာနဲ့ဆွဲထုတ်တယ်ဆိုတာကသူကကိုယ်တိုင်နှုတ်တာမျိုးမဟုတ်ပါဘူးနော်အလပါဆိုင်ရာသွားဆောင်နေတဲ့စနစ်တကျနှုတ်ပြီးမင်းရိုးကိုပြုတ်ပြင်ခဲ့ပုံရပါတယ်ဒါပဲပြောပြောရင်းရွှန်းလေးဟာသွားလင်းချောင်းမနှုတ်ခင်ကထက်ကြည့်ကောင်းသွားတာကတော့အမှန်ပါပဲ အခုပြမပြီးသွားတာကတော့သွားကျိုးသွားတဲ့အမှုညာရှင်၃ယောက်ပါပြိတ္တတိကရောသွားကျိုးသွားတဲ့အမှုညာရှင်တွေကိုဘလုံးမြညာကလေးဆိုတာပြောပြသွားကြပါအောင်ရှင်